Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတောင်းမှ Reaction လောက်ကြမှာဖြစ်ပါတယ်เนาะโอเคလူရီတူရှင်သတင်းတွေကျွန်တော်အရင်ဆုံးဖတ်ပြပေးပါမယ်เนาะ ်ပထမအောင်ဆုံးသတင်းတကောင်းတစ်ပုဒ်ကတော့ရောင်နီခနှစ်ပွဲကနေအမေရိကန်ဒေါ်လာ9သိန်း9000နီးပါးရှာဖွေနိုင်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲတော့အမေရိကန်နယူးယောက်မြို့မှာပြုတ်လုခဲ့တဲ့ရောင်နီပွဲကအမေရိကန်ဒေါ်လာ3သိန်းခွဲကျော်ရရှိခဲ့ကြတော့ရောင်နီခနှစ်ပွဲကနေအမေရိကန်ဒေါ်လာ9သိန်း6900ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်လို့သိရပါနော်အဲတော့နယူးယောက်မြို့မှာရောင်နီပွဲရဲ့ငွေစင်းရှင်းတဲ့ကိုပြီးတဲ့ပြီးခဲ့တဲ့ရက်ကချိန်ညာခဲ့တာဖြစ်ပြီးရောင်နီပွဲတွေမှာငွေပမာဏအများဆုံးရရှိခဲ့တာဖြစ်ပါတယ်တဲ့အဲ့ဒီကရရှိတဲ့ငွေတွေကိုမြေပြင်ကိုပို့ဆောင်ပေးနေပြီလို့ ပွဲချင်းပါတွေရောင်းနေလိုက် in NYC ကအတိပေးထားပါတယ်ခင်ဗျာအဲ့တော့ဒါနဲ့တစ်ဆက်တည်းပေါ့နော်ဒီပန်ဆယ်လို့သူမနာခင်မှာသူပြောတော့ရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့သူ့ကိုလူတွေတိုက်ခိုက်ကြတယ်ပေါ့နော်တိုက်ခိုက်ပြီးမှသူနားလိုက်တဲ့အတွက်နောက်ထပ်တိုက်ခိုက်မယ်ပြစ်မှတ်ကလေးလေးနဲ့ချစ်သူဖြစ်တယ်လို့လည်းသူကကြော်ညာထားတယ်ပေါ့နော်အဲ့တော့မကြဘူးအခုဆိုရင်လေးလေးကိုတိုက်ခိုက်နေတဲ့ post တွေအများကြီးတွေ့ရပါတယ်နော်လေးလေးနဲ့ဒီ live view နဲ့ပေါ့နော်ထိတ်ရန်တွေ့ပြီးတဲ့ ရတိုက်ပေးနေတဲ့ post တွေအများကြီးမြင်နေရပါတယ်အဲ့ဒီပုံမှာကျွန်တော်တို့ဒီတော်လိုင်းရေးဘက်ကမနော်ကိုထောက်ဖို့တွေကိုဒီလိုမျိုးပေါ့နော်ဇွေဇွာရောင်အားဖြစ်အောင်ပေါ့နော်ရှောက်ပြီးတော့ဟိုသူများစကားတွေနားမယောင်မင်းနေပေါ့နော်မပြောမိဖို့တကယ်ပဲအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ခုချိန်မှာဆိုရင်ထောက်ဖို့တွေကိုချမ်ပါစစ်ကောင်စီကဒီဇိုင်းမှမတိုက်ခိုက်နေကြတာကြောင့်ဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းပုဒ်ကတော့ဗမော်မြို့ထဲမှာရှိတဲ့စစ်တပ်တပ်ဆွဲထားတဲ့နေရာ၅ခုတဲ့မင်းဲကို KNY ပုံးတပ်များကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးတိုင်ပြန်ထိုးစစ်ဆင်နေပြီဆိုတဲ့သတင်းကောင်းဖြစ်ပါတယ်နော်အဲ့တော့အချက်ပဲစစ်ကောင်စီကဒီဗမော်မြို့ကိုသူတို့သိမ်းပိုက်ရရှိတယ်လို့လို့လုပ်နေတာပေါ့နော်အခုဆိုပြန်လည်ပြီးတော့စစ်တပ်တွေတပ်ဆွဲထားတဲ့နေရာ၅ခုတဲ့မင်းဲကို KNY ကပြန်လည်သိမ်းပိုက်ထားတဲ့နေရာဖြစ်ပါတယ်နော်ဒါအပြင်အချက်ပဲစစ်ကောင်စီကိုတိုင်ပြန်ထိုးစစ်ပြန်လည်ဆင်နေပြီဖြစ်တဲ့အတွက်မကြာခင်မှာသတင်းကောင်းတွေကြားတော့ဖြစ်ပါနော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်မှုထမ်း ရနိုင်ခြင်းနဲ့တပ်သားအဖြစ်အထမဆူဆောင်းခံရရနိုင်မှုတို့ကြောင့်မြန်မာလူငယ်နှစ်သမ5သန်းနီးပါးလုံခြုံမှုအမြဲတမ်းစိုးရိမ်နေပြီး6သန်းကျော်မှညအချိန်လုံးဝလုံခြုံမှုမရှိဘူးခံစားနေရပြီး UNDP က3ပြထားလို့သိရပါတယ်။စစ်မှုထမ်းရနိုင်ခြင်းနဲ့တပ်သားအဖြစ်အထမဆူဆောင်းခံရရနိုင်မှုတို့ကြောင့်မြန်မာလူငယ်နှစ်သမ5သန်းနီးပါးဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနီးပါးစိုးရိမ်ပူပန်နေပြီးလူငယ်6သန်းကျော်မှညအချိန်လုံးဝလုံခြုံမှုမရှိဘူးခံစားနေရကြောင်းသတင်းရရှိပါတယ်နော်။အဲ့တော့ကြားတဲ့အတိုင်းပဲဒီကျွန်တော်တို့လူငယ်တွေရဲ့မျိုးဆက်တည်တွေရဲ့ ဒီအနာဂတ်ကတော့ကြောက်ထဲကိုလုံးကြတယ်ပေါ့နော်အဲ့တော့ကြကဘာတက်ကမျိုးဆက်မြမလူငယ်များလုံချုံရင်းနဲ့လူမှုဘဝစိန်ခေါ်မှုများအစီအခံစာကိုထုတ်ပြန် ထားပြီးရင်းစီခန်းစားတဲ့မြန်မာနိုင်ငံအတွင်းကြာရှည်တွေဖြစ်သည့်မလုံခြုံမှုစီးပွားရေးခက်ခဲမှုနေရဆွတ်ကွာမှုနဲ့ထိတ်လန့်နေမှုများသည့်လူငယ်များ၏လူဝင်ဆန္ဒကြောက်ရွံ့မှုနှင့်စိုးရိမ်ပွန်ခြင်းတို့မှကင်းလွတ်ချေမှုသောလူသားလုံခြုံရေးကိုထိခိုက်နေသောမက၎င်းတို့၏စိတ်ကြမ်းမာရေးကိုပျက်စီးစေလျက်ရှိကြောင်းပေါ်ပြသတိပေးထားရလို့သိရပါတယ်။အဲတော့အခုချိန်မှာဆိုရင်စိတ်ပိုင်းဆိုင်ရာမှာလည်းတော်တော်လေးကိုထိခိုက်လာတဲ့အနေအထားတွေမှာတွေ့ရပါတယ်နော်။ဒေါသဖြစ်လွယ်တာတွေတခုခုဆိုအမှားနဲ့အမှန်နဲ့မသိတော့ဘူး။ဒါကြောင့်မိုးရေးစီးပွားရေးကြီးကျယ်နေဖြစ်သွားတယ်အများကြီးရှိဘူးနော်။အဲတော့ဒါကနိုင်ငံရဲ့ဒီ နောက်ပိုင်းမှာနာဂတ်တို့ကတော်တော်လေးကိုရင်လေးစရာဖြစ်ပါတယ်နော်ဒီလူငယ်တွေကပဲနိုင်ငံအနာဂတ်ကိုတည်ဆောက်မှာဖြစ်ပါတယ်အခုဒီမှာမြို့တော်လိုင်းမှာပါတဲ့လူတွေ50ကျော်60တရားနောက်10နှစ်15နှစ်ဆိုသူတို့ကသွားပြီပေါ့နော်ဒီလူငယ်တွေကပဲတာဝန်ထမ်းဆောင်ဖြစ်ပါတယ်အဲ့လိုမျိုးလူငယ်တွေကိုစစ်တပ်တကြား Chapter 6ကောင်စီဖြတ်စည်းနေတာဖြစ်ပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မနေ့ကဒေါ်သက်ခန်ကပေါ့နော်အမေစုကိုစောစောကကားနေပေါ့နော်ဒါကနိုင်ငံကြီးစဉ်းစားမဟုတ်ပါဘူးဆိုပြီးမှဒီဂျင်းထဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမစတေးပြောတာတစ်ချက်နောက်ကြည့်ရအောင်နော် ဒေါ်ဆန်းစုတီကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးအကျဉ်းပြက်လက်စားတဲ့အကျဉ်းသားတာဖြစ်ပါတယ်လို့ PPP ပါတီကဒေါ်တက်တက်ခိုင်ကပြောလိုက်ပါတယ်အဲ့တော့တမရဲအောင်ပြောရနော်တရားဆိုတာကရှင်တို့ကမှပြောတာဖြစ်ပါတယ်နော်ရှင်တို့အတွက်ပြောတဲ့စကားဖြစ်ပါတယ်တကိုးတွေကပြန်ပြီးတော့စွတ်စွဲနေတာပေါ့ရှင်ဟုတ်လားလူတယောက်ကိုထောင်ထဲကိုလည်းမတရားဆွဲထည့်ထားတယ်နော်ထောင်ထဲရောက်နေတဲ့လူကိုပါထပ်ပြီးတော့ရှင်တို့ကစော်ကားတိတ်ခါချတယ် ဟင်အဲ့တော့ရှင်တို့အစစ်တမ်းဘယ်မှာလဲဆိုတာတော့ဘီသူကမြင်ရပါတယ်နော်အဲ့တော့အရင်တုန်းကတော့ NLD ပါတီထဲမှာဟုတ်လားရှင်တို့လောက် NLD ပါတီကိုဖင်ရက်ခဲ့တဲ့လူတွေလည်းမမြင်ဘူးပါဘူးနော်နောက်တော့ဒီပါတီထဲမှာရှင်တို့လုတ်ပိုင်ခွင့်တွေတိတ်မရှိဘူးဆိုတာသိတော့ရှင်တို့ခုံပြောင်းသွားတယ်ခုံကူးတွေပဲကျမတို့မြင်ရတာကတော့ခုံကူးတွေပဲအဲ့တော့နိုင်ငံရေးအကျဉ်းသားရှင်တို့ပါဇက်ကဘလို့ပဲခေါင်းစဉ်တက်ပြီးအကျဉ်းသားဖြစ်နေဖြစ်နေ နော်ဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားလည်းမဟုတ်ဘူးလို့အကျင့်ပြက်လက်စားတဲ့အကျဉ်းသားလည်းမဟုတ်ပြန်ပေးဆွဲခံထားရတဲ့ကောင်းဆောင်တဦးတာဖြစ်ပါတယ်နော်ပြန်ပေးဆွဲခံထားရတာကျမတို့ပြည်သူတွေကအသက်ကိုစတဲ့ပြီးတော့မှအသက်ကိုအပေါင်ခံပြီးတော့မှတိုက်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့အမေတော်အောင်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးပြန်ပေးဆွဲခံထားရတဲ့ကောင်းဆောင်တဦးဖြစ်ပါတယ် เนาะအဲ့ဒါကိုလည်း public ကသိပါတယ်ဟုတ်လားတခိုးတွေကတခိုးလို့ပြန်ပြောနေတာကိုလည်း public ကသိပါတယ်เนาะရှင်တို့ခေါင်းစဉ်တွေပုံမှန်တွေအမျိုးမျိုးစွဲကျင်တယ်လို့စွဲပြီးတက်ထားပြီမဲ့ဟွန်းဒီပြည်သူတွေရဲ့ရှင်ထဲမှာဒီခေါင်းဆောင်ကရှင်တန်းနေတယ်ဆိုတာရှင်တို့မျက်မြင်တွေ့ရမှာပါเนาะရှင်တို့တွေ့နေရပါတယ်အဲ့တော့မနာလိုစိတ်ကြည်လွန်အားကြီးပြီးတော့မှဘောင်ဆန်းစွကြီးကိုကျင်းလိုက်ပြိုင်နေတာလေပြည်သူတွေကမြင်ခဲ့ပြီးပါ နော်ဒေါန်ဆန်းစစ်ကြီးပြောဟန်ဆိုဟန်တွေကအစရှင်တို့ light အတုယူမှုပါအစဲခံရလို့ရှင်တို့ညင်သွားတာပါနော်အဲ့တော့လူကယ်ပြန်ဝင်ကြီးကျမမေးမယ်ဘယ်နားမှာကယ်ပြီးတော့ဘယ်နားမှာပြန်လာလဲဟင်ရေဘေးမှာအမီတော်မတွေ့ဟုတ်လားငလင်ဘေးမှာလည်းအမီတော်မတွေ့ကယ်မယ်ဆိုရင်မြန်မာပြည်မှာကယ်ရမယ့်လူတွေအများကြီးပဲနော်ရှင်တို့ဘယ်နားမှာသွားကယ်နေရလဲဘာလူကယ်ပြန်မှမဟုတ်ဘူးရှင်တို့လုံနေတဲ့စီးပွားရေးတွေကောင်းကောင်းလေပတ်နိုင်ဖို့အတွက်ဘောမနေတဲ့ဘောကယ်တွေပဲဖြစ်ဘောကယ်ပြန်ဝင်ကြီးတွေပေါ့ရှင်နော် 哎喽，不晓得，喏，不晓得的，不晓得的，现在嘛都空忙不行，喏，不晓得的嘛，不晓得的，我现在不晓得，现在不晓得，你看这个对的，是不是个表表演的？你看这个对的，嗯，你看这个到昂山素季的以前我们对的，到昂山素季的新的报道我们对的，不的，但也有他老人家对的，哎。 အဲ့ဒီဥပဒေကြီးကသုံးစလို့မရတဲ့ဥပဒေကြီးဆိုတာလဲလူတိုင်းသိတယ်။နော်ပြည်သူတွေလက်မခံတော့တဲ့ဥပဒေကြီးဆိုတာလဲနိုင်ငံတကာကသိတယ်။ရှင်တို့ဥပဒေစာအုပ်ကအိမ်သာထဲမှာပဲသုံးလို့ရတော့တယ်။ကျမတို့ပြည်သူတွေဈာထဲမှာတော့ဘောမတွေဈာထဲမှာတော့သုံးလို့ရရင်ရမှာပေါ့။ကျမတို့ကကျမတို့ဟာလားအမှန်တရားကိုချစ်မြတ်လို့တဲ့ဒီနိုင်ငံကိုကောင်းစားစေခြင်းကြတဲ့ပြည်သူတွေကိုပြောတာဖြစ်ပါတယ်။ နော်အဲ့ဒီပြည်သူတွေရဲ့ကြားထဲမှာတော့ရှင်တို့ရဲ့စာအုပ်ကအိမ်သာ၃ဆက်ကူလောက်တော့တန်ဖိုးမရှိပါဘူးရှင်တို့ဥပဒေတွေကိုလည်းဘယ်သူမှသွားမဖတ်စိတ်လည်းမဝင်စားဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဥပဒေကြီးကဘင်းဥပဒေကြီးဖြစ်နေလို့ရှင်တို့လိုရာဆွဲထားတဲ့ဥပဒေကြီးအမှန်ပဲတော့ဆန်းစုတီကိုရှင်တို့နိုင်ငံရေးအကျဉ်းသားပါဟုတ်လားအကျင့်ပြလတ်စားတဲ့အကျဉ်းသားပါလို့ပြောမယ်ဆိုရင် အဲ့ဒီစကားကိုတာဝန်ယူတဲ့အနေနဲ့ရှင်တို့အခုမဲဆွယ်နေတဲ့ကာလမှာနော်မြန်မာနိုင်ငံတိုင်းနိုင်ငံလုံးကိုတပတ်လောက်ပတ်ပြီးမဲဆွယ်ကြည့်ပါလားဘယ်သူကအကျဉ်းသားလဲဆိုတာကိုပြီးသိသွားတာပေါ့ဒေါ်စန်းစုကြည်ကအကျဉ်းတောင်ထဲမှာမတရားအချခံထားရတဲ့အကျဉ်းသားရှင်တို့ကတော့မြန်မာပြည်တပြည်လုံးထဲမှာမှတပြည်လုံးကအကျဉ်းချထားတဲ့အကျဉ်းသားတွေရှင်တို့မှာထွက်ပေါက်လည်းမရှိဘူးရှင်တို့တခြားနိုင်ငံတွေကိုသွားမယ်ဆိုရင်တော့မှရှင်တို့ကဟုတ်လား တခြားနေရာတွေကိုသွားမယ်ဆိုရင်တော့မှရှင်တို့ကအဲ့ဒီလေရင်ကြီးတုံးပြီးတော့ပဲရှင်တို့ကသွားလို့ရမှာဟုတ်လားဒီဘက်မြန်မာနိုင်ငံပြည်နယ်နဲ့ကိုရှင်တို့နယ်လှည့်ပြီးတော့မစင်ရဲဘူးနော်မှန်ပဲလုံခြုံရေးအပြည့်မရှိဘဲနဲ့လည်းမစင်ရဲဘူးရှိလည်းမစင်ရဲဘူးအဲ့တော့ဘယ်သူတွေကနိုင်ငံရေးအကျဉ်းသားလဲဆိုတာသိအောင်လို့မိသူလူထုကြားထဲမှာတပတ်ပြည့်အောင်ရှောက်ပြပါလားနိုင်ငံကိုတပတ်ပြည့်အောင်ရှောက်ပြပါလားရှင်တို့ခုမဲဆွဲနေတဲ့ကာလရှင်တို့မဲဆွဲရမယ်လေဟုတ်လားတကယ်ကလွတ်လပ်တဲ့ဟုတ်လားပြည်သူလက်ခံတဲ့ ရွေးကောက်ပွဲဆိုလို့ရှိရင်ရှင်တို့မဲဆွေရတဲ့နေရာမှာလွတ်လွတ်လပ်လပ်မဲဆွေလို့ရမှာပေါ့အခုကရှင်တို့အဲ့ဆောက်ခေါင်းထဲကမထွက်ဘဲနဲ့ရှင်တို့ပြောနေတာပြောနေပြီးတော့မှာရှင်တို့ကိုယ်တိုင်မှပြည်သူကိုပြန်ကြောက်နေရတဲ့အနေအထားမဟုတ်ဘူးကိုချင်းနေကိုဒီဘယ်သူကရှက်ရမလဲဆိုတာကိုချင်းနေကိုဒီဘယ်သူကအကျဉ်းသားလဲဆိုတာကိုချင်းနေကိုဒီရှင်တို့တွေကတကယ်မှအောက်တန်းစားအတ္တသမားတွေပြည်သူဘက်ကိုတစ်စက်မှမကြည့်တဲ့အတ္တသမားတွေပြည်သူကိုဖြစ်ချင်အောင်ဖြစ်ချနေရက်တဲ့အတ္တသမားတွေလူယုံမာတွေရှင်တို့တွေအကုန်လုံးကနော်ဟုတ်လား ပြီးသူကိုတက်နေတဲ့ကောင်လေးကိုဖားရှားပြီးတော့မှရှင်တို့ဘဝတွေတော့ကြိုးစီဘဝတွေဟုတ်တယ်ဘာပြီးသူမျက်နှာမှာမကြည့်ပဲနဲ့ပြောရဲဆိုရဲရက်ကွက်ကအောက်တန်းစားတွေပဲကျမတို့အမြင်မှာတော့ရှင်တို့မဲထဲခဲ့အမဲဆွဲခဲ့ရဟုတ်လားရှင်တို့မဲဆွဲခဲ့တဲ့ကာလတွေမဲပဏပြားရခဲ့လို့ရှင်တို့စောက်ခွက်ကြီးတွေနဲ့ပြပြီးမဲဆွဲရမဲပဏပြားရခဲ့လို့ပြီးသူရဲ့ယုံကြည်မှုလေးစားမှုဆိုတာအဲ့ဒါပဲရှင်တို့လူမျိုးတွေစီမှာပြီးသူရဲ့ယုံကြည်မှုလေးစားမှုရှင်တို့လိုက်မချနိုင်ဘယ်တော့မှတွေးမှာမဟုတ်ဘူး ရှင်တို့လိုလူမျိုးတွေကပြည်သူရဲ့သတို့ရေးကိုဟိုမှာပတ်လက်မျောနေတဲ့ကောင်မတွေပဲကိုကိုကူမသိတာကိုသိခါကိုမသိတာကိုဘယ်အစင်ရောက်လို့ရောက်နေမှမသိတာကျွန်တို့တွေကဘေးပတ်ချလဲမှာတနက်ကန်ပြီးတော့ဝန်းရံပေးနေလို့တာလူဖြစ်နေတဲ့ကောင်တွေကောင်မတွေဟလာရှင်တို့ပြည်သူကြားထဲမှာလွတ်လွတ်လပ်လပ်သွားကြည့်လိုက်လေရှင်တို့အမောက်ပါဖြစ်သွားမှာဟင်အဲ့တော့ကျမတို့အမြင်ပြောရမယ်ဆိုလို့ရှင်တော့တောင်ဆက်စုတီကမတရားပြန်ပေးဆွဲခံရရတဲ့လူသားဖြစ်တယ်ပုပ်ကူတယောက်သားဖြစ်တယ်ရှင်တို့ဒီတာ ပြည်တွင်းထဲမှာပါခပ်ပေါက်ပိတ်နေတဲ့အကျဉ်းသားတွေအကျင့်ပြတ်ချစားအကျဉ်းသားတွေဖြစ်တယ်ရှင်တို့ကရှင်တို့ကိုပြောရမယ့်စကားလုံးတွေကိုရှင်တို့ကတခြားလူကိုပြန်ပြောနေတာရှင်တို့လောက်ရက်တွေကိုတခြားလူကိုထိုးချနေတာမှန်မဲစောက်ရှက်မရှိဘူးဆိုတာအဲ့ဒါကိုပြောတာအခုလည်းရှင်တို့ပါတီကျွန်တော်တို့စောင့်ကြည့်လိုက်ပါအောင်မဲဘဏ္ဍပြရရမယ်ဟလာခိုးထားတဲ့မဲတွေပဲရမှာအခုရွေးကောက်ပေးတော့မလုပ်ရသေးရှင်တို့မဲခိုးတဲ့ပြဿနာကြီးတက်နေပြီတက်နေဟုတ်တယ်တက်မှာပေါ့ရှင်တို့အကုန်လုံးကတခိုးတွေကြီးပဲတခိုးတွေလုတ်တဲ့ရွေးကောက်ပွဲမှာအချင်းချင်းခိုးပြီးတော့ဥပဒနာတက်နေကြတာ ဟင်စောက်ရှက်မရှိကြတဲ့ဟာဒီကဲရှင်းရောနော်အဲ့တော့ဒေါ်တာတက်ခံကတော့လုံးဝပေါ့နော်အမေစုစောစောကားကားပြောလာတာပေါ့နော်အဲ့တော့ဘလူးပဲပြောသူတို့တွေကအခုမင်းအောင်လိုက်စီမှာဟိုမျက်နှာပြရမလားဆိုပြီးမှပေါ့နော်လုံနေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲမှာဘလူးပဲဖြစ်ဖြစ်သူတို့မင်းရနိုင်ဆိုလဲသူတို့သိရနော်အဲ့တော့တော်တော်လေးကိုရုပ်မှာပတ်ဆက်ပြီးမှပေါ့နော်အမေစုကိုထိုးပြီးတော့ထိုးချနိုင်တာဖြစ်ပါတယ်အဲ့တော့ဘလူးပဲပြပြပြီးသူလူတို့ကသိပြီးသားဖြစ်တဲ့အတွက်သူဘလူးပဲပြပြသူ့ပစက်ကထွက်တဲ့မြန်မာဘယ်သူမှနားထောင်မှာမဟုတ်ပါဘူးနော် ကဲနောက်တစ်ချက်နားထောင်မှာကတော့ကိုစီပြောထားတဲ့သတင်းနားထောင်ကြည့်အောင်နော်ကဲကျွန်တော်တို့နားထောင်မှာသတင်းကတော့ရောင်နီပွဲကနေချစ်သူတွေနဲ့လင်းလင်းတို့ကဒီရမုံငွေတွေအများကြီးရှာပေးနိုင်တယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုစီ30ချက်နားထောင်ကြည့်အောင်နော်အဲ့တော့ဒေါ်လာမနေပေါ့နော်9သိန်းကျော်ဆိုတော့တော်တော်ကြီးကိုများတယ်လို့ပြောလို့ရပါတယ်နော်အဲတိန်းထောင်ပေါင်းများစွာပါเนาะအဲ့တော့တိန်းတောင်းနဲ့ကြည်ရတဲ့အနေထားမှာဒီသူတို့ကိုပြန်လဲတိုက်ခိုက်တဲ့အနေထားလည်းတွေ့ရရပါเนาะအခုဆိုရင်သူတို့ကိုတော်တော်ကြီးကိုတိုက်ခိုက်နေတဲ့ဟာလေး online မှာလည်းတွေ့နေရတဲ့အတွက်ကိုစီးရဲ့သုံးသက်ချက်လေးကျွန်တော်နားထောင်ကြည့်လောက်နော် เนาะปั้นเซลโลไอ้ဝယ်တဲ့ကိစ္စကိုလှုပ်ပြီးတိုက်ပြီးတဲ့အချိန်မှာအခုလင်းလင်းနဲ့ချစ်တူဝေဆိုပြီးကိုလင်းလို့မချစ်တူဝေတို့တိုက်လာအခုရောင်ဒီရှိုးပွဲကနေအမေရိကန်ဒေါ်လာ9သိန်းကျော်ကိုတိုင်းပြီးအတွက်ရှာဖွေပေးခဲ့ချင်းချင်းလေးပဲအခုပန်ဆယ်လိုအပါဝင်လင်းလင်းချစ်တူဝေအပါဝင်ထောက်ဖို့မှလုပ်နေတဲ့သူတွေထောက်ဖို့မလုပ်ပဲရန်နာလိုက်ကြည့်ဘယ်သူမှတိုက်ခိုက်တော့အဲ့တော့အဖြေရပါရှင်းတယ်ထောက်ဖို့လုပ်လို့တိုက်ခိုက်တာเนาะချင်းချင်းလေးအဲ့တော့လင်းလင်းနဲ့ချစ်တူဝေအခုရောင်ဒီရှိုးကနေအမေရိကန်ဒေါ်လာ9သိန်းကျော် ရှာနိုင်တယ်ဆိုတာဒါတော်လန်ရေးပဲရက်တီပြီးလုပ်လို့တော့သူတို့ မင်းအနိုင်လို့ဟိုလိုဒီလိုနေပြီးသူတို့ကိုပိုင် show အတွက်သူတို့ကသူတို့လုပ်မယ်ဆိုရင်ဒီချက်မှကထက်ရအောင်။ဘာဖြစ်လို့လဲကိုပိုင်ရက်ကွက်ကောင်းတာအပြီးလား။အဲ့တော့အဲ့ဒီဟာတွေအားလုံးဟာတူတို့ရဲ့ကိုပိုင်ငွေတွေမဟုတ်ဘူးလား။ဟမ်။အဲ့တော့ဒီလူတယောက်ရဲ့ဒီတယောက်ကအင်အားဘလောက်ထိတော်လန်ရင်းမှအထောက်ကူပြုနေလဲဆိုတော့သူတို့တွေကောင်းကောင်းတိတယ်။ကောင်းကောင်းတိတဲ့အတွက်ကောင်းကောင်းတိုက်ခိုက်တာ။နော်အခုတို့မှကြည့်ပါကြည့်။အမေရိကန်နိုင်ငံနယူးယောက်မြို့မှာပြုလုပ်တဲ့ရောင်နေကအမေရိကန်ဒေါ်လာတသိန်းခွဲကျော်ရရှိခဲ့တာကြောင့်ရောင်နေ9ဘွဲကနေဒီတရေကျွန်တော်ဖတ်ပြီးသားဖြစ်တယ်တော့နော်36လေးပဲကျွန်တော်ကြားလောက်လာနော်။ ားတဲ့ကြော်စိုးဦးမြောက်လိုမာတာကိုပြောလိုက်ပါเนาะအဲ့ဒီကြော်စိုးဦးမြောက်လိုမာတာဟိုရက်ကဘာပြောတာဆိုတော့လင်းလင်းနဲ့ချစ်တူကြီးရတဲ့အလုံးမချစ်အကင်ချစ်လင်းလင်းရောက်လာတဲ့ဘင်္ဂါလီရောက်နေသူတို့ဟာမျိုးတွေကအိတ်ဝဲတယ်အဲ့တော့လင်းလင်းနဲ့ချစ်တူကြီးဟာเนาะချစ်တူကြီးဆိုတာခေါင်းဆောင်မင်းမီဘွားနဲ့ဆယ်စုမြင့်မကဒီဖြတ်တန်းလာတဲ့ဒူးနိုင်ငံတော်မဟုတ်တကမ္ဘာလုံးမှာရှိတဲ့မြန်မာပြည်သားအလုံးတိတဲ့ဒူးနော်အဲ့တော့သူရဲ့ဝင်ဝင်စင်းစင်းမှုနောက်ပြီးတော့မရှိစင်းသားဘုံကနေမင်းသမီးပြည်မှာတက်လာတဲ့လူလည်းမဟုတ်လင်းလင်းဆိုတာလည်းကြည့်အောင်နော်တင်းတင်းဆိုသူပောက်ခဲ့တဲ့တခြင်းတွေသူလုပ်ခဲ့တဲ့ရှိုးပွဲတွေ နော်သူတို့ရရှိခဲ့တဲ့အချောင်းဝင်ဝင်စီးစီးမှုတွေဒါ YouTube တို့ Facebook တို့ Social Media ကရတဲ့ဟာတွေမပါသေးဘူး။နောက်ကသူတို့ဘာတွေလင်းလင်းညံ့ညံ့ထားလဲဆိုတော့ဘယ်သူမှမသိဘူး။သူတို့ပိုင်ဆိုင်မှုတွေဘယ်လောက်ရှိတယ်။နော်ဒေါ်လာ၄သိန်းတန်အိမ်ဆိုတာကကြည့်လေအခုကဒီရှိုးပွဲကိုတော်လိုင်းရေးတော့မဟုတ်ပဲနဲ့သူတို့ကိုချိုးအတွက်ပဲလုပ်မယ်ဆိုဒီချက်ပတ်စံပို့ရအောင်ဘာဖြစ်လို့လဲ။သူတို့ကိုချိုးအတွက်လုပ်မယ်ဆိုရင်ဒီစကွေးဘောင်းမတွေဘက်ကလည်းလာအပေးမှာပဲ။အဲ့တော့ဘာဖြစ်မလဲ။ကြည့်။အဲ့တော့လင်းလင်းတဲ့ချစ်တို့ဝေဘာဖြစ်လို့တိုက်ခိုက်ခံထိတာလဲ။နိုင်ငံအတွက်တော်လိုင်းရေးအတွက်အလုပ်လုပ်လို့ဒါရှင်းရှင်းလေးပဲ။နော်အဲ့တော့ကျွန်တော်တို့ပြောချင်တာက ဟိုအဲ့ဒီလိုဟာမျိုးတွေမှာလေကျွန်တော်တို့အတဲနာတာပါဆိုကိုဘက်ကလူတွေပါဆိုတဲ့ဒူလန်းသားတရက်ကိုကျွန်တော်တို့ဒီရန်လူအကြိုက်လိုက်ပြောနေတာကိုအတဲနာနော်ဒီတော့တိုင်းပြည်အတွက်ကျွန်တော်တို့နိုင်ငံအတွက်ထင်ရှားကြော်ကြားတဲ့ celebrity ဆိုတာအခုလေးလေးနဲ့ချစ်တူရောင်ဒီချိုးပတ်ပြီးကျင်းပလိုက်တာလေးငါးပွဲဒေါ်လာ9သိန်းကျော်ရှာပေးနိုင်အဲ့တော့အခြားအခြားတော့ထင်ရှားအမှုပညာရှင်တွေကဘာပတ်ပြီးဒရုန်းမျိုးရန်ပုံကိုရှာမယ်ဆိုရင်ဒေါ်လာရင်းအတွက်လိုအပ်တဲ့ငွေကရလားမရဘူးအဲ့တော့အကယ်၍ဒီလေးလေးနဲ့ချစ်တူဝေဒီကျွန်တော်တို့ဘက်အထမ်းမှာမနေဘဲနဲ့မင်းအောင်နိုင်နဲ့သွားပေါင်းနေမယ် เนาะအစင်မြောင်တို့နေလိုက်မယ်လင်းလင်းနဲ့ချစ်တို့ဝေကိုအားပေးတာဒီအနောက်မှာပြည့်တက်ဘလောက်ရှိလဲအဲ့ဒီပြည့်တက်အားလုံးဝင်ဝိဝါဒစိတ်တွေဘလို့ဖြစ်သွားလဲတော်လှန်စိတ်တွေဘလို့ဖြစ်ပြားသွားလဲမှန်တယ်ကျွန်တော်တို့တည်ထားမှာကထင်ရှားကြော်ကြားတဲ့ celebrity တွေဟာတော်လှန်ရေးဖို့ဘာမှဝေမကူညီတော့ရန်သူနဲ့မပေါင်းမဲနဲ့ပြည်သူဘက်မှာရက်တည်ပြီးတို့စီဝါတို့ရှာစားနေတော့ခြေကျဲစုတင်ရမှာဒါချင်းချင်းနဲ့လင်းလင်းနဲ့ချစ်တို့ဝေအကောင်လုံးပြောတာအခုဒိန်းတော်တို့ရန်သူနဲ့ပေါင်းပြီးတော့ပြည်သူကိုလိမ့်လာပြတယ်ကဲဘလောက်လူဘဝစဉ်းစားကြည့်ဆိုပြဒူစားတို့ စိုးတူတို့ဟမ်လက်ရှိနေအောင်တို့ဒီကောင်တွေလောက်တဲ့ပုံကြီးဒါဒါတွေကပါလဲဆိုတော့အဲ့ဒီလူတွေကတော်လိုင်းဘက်ကိုမကူမဲနဲ့ဒီကောင်တွေနဲ့အာနာယူတွေနဲ့မပေါင်းမဲနဲ့တော်လိုင်းဘက်နဲ့မလုပ်နဲ့အာနာယူတွေနဲ့မပေါင်းနဲ့သူတို့ကသူတို့နေမယ်ဒါပေမဲ့ပြည်သူဘက်ကရက်တီပေးမယ်ဆိုရင်ပြည်သူအားပုံရှိဘူးလားအဲ့ဒါအဖြေပဲအဲ့တော့ပြည်သူဘက်ကလည်းရက်တီပေးတယ်အားလုံးလည်းအခုဆိုတော့ရောင်ဒီရှိုးဆိုရင်ဘာတူးနေညာချင်းမယူပဲနဲ့เนาะအပင်ပန်းခံပြီးတော့သူတို့တွေလုတ်ပေးတာ တော့အဲ့လိုလှုပ်ရှားတဲ့သူကိုဒေါ်လာ၄သိန်းတန်အိမ်ဝင်လို့မတိလို့ရှိရင်တခေါလုံးလုံးဖြစ်တဲ့အတိုင်းပြောနေတဲ့အချိန်မှာပုံပြောင်းညောင်လုံးမှလာကြော်စုပ်လို့ကောင်မျိုးပြောတာတော့ကောင်လည်းမဟုတ်ဘူးတင်းထက်တယ်မလို့ဒီကောင်မျိုးတွေကလူသင်နဲ့မိတဲ့ကောင်မျိုးပေါ့အဲ့တော့အဲ့ဒါလိုကောင်မျိုးတွေလေတန်အတိုင်းကို့ဒေါ်လန်ဘက်ကဒူပါဆိုတဲ့သူကပြောနေတာဒါလုံးဝမဖြစ်နေတဲ့ကိစ္စမှန်တယ်ဒီကချစ်တူဝင်ဖို့လို့ကျွန်တော်တို့ပြောတာပေါ့ပထမပန်ဆယ်လိုတွေကပန်ဆယ်လိုထောက်ဖို့လှုပ်လာပန်ဆယ်လိုတလားတလားကိုချပေးတဲ့အဖွဲ့အစည်းဘယ်လောက်ရှိကျွန်တော်တို့ဘာမဟုတ်တဲ့ကောင်လေးတော့မတလားကိုအဖွဲ့20 30ချပေးနေတာအဲ့တော့ပန်ဆယ်လိုဟာမျိုးဆိုကြည့်အခု wifi ထိုက်ကြတယ်နော် ဒီတော်လာရင်မှလုံနေတဲ့သူတွေကလေစိတ်ပြည့်ဆုံးမှဘာလို့ဒီလားဟိုဘက်ရောက်ကောက်ကောင်ကြီးကြိုက်တဲ့တော့တိုက်လာပြစ်တတ်တော့မှရှင်မခုဘူးဒါပေမဲ့ကိုအချင်းချင်းပါဆိုတဲ့သူတွေအဲ့လိုမျိုးတယောက်ပေါ်တယောက်စိတ်ပုတ်စိတ်ယုတ်နဲ့တိုက်ခိုက်လာပြီးဆွဆွဲလာပြီးဆိုရင်တော်လာရင်ကိုလေလက်ကြည့်ချင်စိတ်အောင်ရှင်းအောင်စိတ်ပြည့်နော်အဲ့တော့အခုပန်ဆယ်လို့တစ်ချိန်လုံးသူပို့လာခဲ့တာဒီတလောက်ဘယ်နှက်ွက်ပို့နော်ဖွဲ့40ပဲပို့ကျွန်တော်လောက်မှာပို့တော့20 30ပို့နေတာနော်40ပဲပို့အခုပန်ဆယ်လို့ရမဝင်မရှာတော့နားလိုက်အဲ့ဒီ40ပန်ဆယ်လို့စဘယ်လိုပို့ပေးဦးလဲတိကျလို့ဘယ်လိုပို့ပေးမလဲ အဲ့ဒါအမှန်ပဲနော်အဲ့ဒီမေကုံးတကယ်ကောင်းတယ်အဲ့တော့ပန်ဆယ်လို့ဆဲနေတဲ့ကောင်းတယ်ရှေ့ထွက်ကြပါတော့ရှေ့ထွက်ပြီးမှသွားပြေးကြပါလောလောဆယ်ကရန်သူကိုနိုင်ဖို့အဓိကမဟုတ်ဘူးလားဟမ်ခိုးတာတွေမခိုးတာတွေမင်းတို့နောက်မှဖြည့်ရှင်းလို့မရဘူးလားဟုတ်တယ်ဘာတော်လိုင်းပြီးွားရင်ဖြည့်ရှင်းလို့မရတော့ဘူးအဲ့ဒါပဲအဓိကဟုတ်တယ်တော်လိုင်းကြီးပြီးသွားရင်ဒါတွေအစင်းထည့်ဆက်ပြီးစစ်စိမ်းမှရေးယူဖို့အောက်တယ်မလားအခုဘာမဟုတ်တော်လိုင်းကြီးကဘာမှမပြီးသေးတဲ့ပြင်ဒီမှာအခုတော့မှလုံးချလိုက်နေတဲ့အချိန်မှာဒါမျိုးကို့အချင်းချင်းပြဿနာဖြစ်အောင်တမင်ပေါ့နော်တချို့တွေကလည်းဟိုစကားစရဲ့ ဟိုလုတ်တဲ့ဒီထောင်ချောက်ကိုမသိရလားဘာလားမသိကိုအချင်းချင်းညီချနေတယ်ဆိုကိစ္စအဆင်မပြေပါဘူးเนาะပြီးတော့ကိုကိုဘက်ကပါဆိုပြီးမှတစ်ချိန်လုံးကိုဘက်ကလူတွေပဲစော်နေတဲ့កောင်တွေပေါ့เนาะသူ့လူကိုဘက်သားတွေကအများကြီးရှိတယ်เนาะအဲ့ဒါတွေကိုလည်းခွဲခွဲခြားခြားအခုချင်းညီမသိသေးဘူးလားမသိပါဘူးเนาะအဲ့ဒါတော်တော်လေးကိုအဆင်မပြေပါဘူးเนาะချင်းချင်းလေးလေအဲ့ဒီခိုးတယ်လို့ပြောတဲ့လူတွေကမင်းတို့တွားထည့်နေတာအဲ့ဒီသူ့ရှိမှာပတ်စံအဲ့ဒါအဲ့ဒါမေးရမှာလိုက်ကြည့်อืมတော်လိုင်းရမားတွေကိုခိုးတယ်လို့ဆွဆွဲနေတဲ့ဘယ်သူမှပတ်စံမထည့်တဲ့កောင်တွေ ထဲတဲ့လူတွေဗာဒံပြောเนาะအဲ့တော့ပြောချင်တာကတခေါ်အားပေးခိုင်းဖို့မဟုတ်ဘူးရန်သူကို အရင်ရှင်းရမယ့်အရာကြီးကိုရန်သူကြီးရန်သူကိုဘေးမှာထားပြီးအချင်းချင်းခတ်ပြရမယ်ဆိုလို့ရတာဖြစ်နိုင်လားမဖြစ်နိုင်လားခေါင်းနဲ့ပဲစဉ်းစားကြည့်ကြဗျာတူမှန်တယ်ငါမားတယ်လို့ညင်းကုန်ရမယ့်အချိန်မဟုတ်ဘူးပန်းစယ်လို့ခိုးလာခိုးရင်သူခိုးတဲ့ဖြစ်တယ်သူကြက်ခံတချင်းချင်းလေးကျွန်တော်ဒါပြောင်းသွားလို့မရဘူးဒီတော်လိုင်းကန်လာမှာအောက်ရှေ့မှာရှိတဲ့ရဲဘော်တွေကစပြီး တဏ္ဍအတိအကျမှာပါဝင်နေတဲ့လူတွေကဥပဒေကြောင့်ရကြော်လွန်ကျူးလွန်ထားတဲ့လူကအကုန်ပိဆက်ကမှာနော်အဓိကပါတက်တယ်ပဲလို့လေအေးတက်တယ်ကိုဘာမှမဆူထားရင်တော့မင်းတို့ဘာမှလုပ်လို့မရဘူးပေါ့ရှင်းချင်းလေးပဲဒါတော့ဘာမှပဲဖြစ်ဖြစ်တက်တယ်ဆိုတာလိုတာပဲလေနော်အဲ့တော့အခုအခုအချိန်မှာဆိုရင်တော်လိုင်းနဲ့ပတ်သက်လာတယ်ဆိုရင်ကိုဘက်ကလူတွေမှားတယ်ဆိုရင်အပြစ်တင်ဝေဖန်ပြီးတော့ထိုးချတာမျိုးမလုပ်သေးဘဲနဲ့တက်တယ်ဆူထား တော်လိုင်းပြီးသွားရင်ဒါအရေးယူလို့ရတယ်ဒါပေမဲ့အခုအချိန်မှာတော်လိုင်းအေးမှာအသုံးဝင်သေးတယ်ဆိုတော့ဒါတွေကအချင်းချင်းတိုက်ခိုက်မှမဟုတ်ဘူးနော်အချင်းချင်းတိုက်တယ်ရင်တော့ဘလို့မှအားဖြစ်မှာမဟုတ်လေနော်ဟုတ်တယ်နော်လူတယောက်လုတ်ချင်ရင်တက်တက်တက်ရသိထားဒါပေမဲ့ဒီကာလတည်းအချင်းချင်းအငင်းခုန်ပြီးတော့တူမှန်တယ်ငါမားတယ်ဆုံးဖြတ်နေရမယ့်အချိန်မဟုတ်ဘူးတူမကောင်းဘူးငါကောင်းတယ်တူကဆရာကြီးငါကဆရာလေးလုတ်နေရမယ့်အချိန်မဟုတ်ဘူးအဲ့ဒီရန်သူကိုအရင်လဲအောင်ချရမယ်ဟုတ်တယ်တမမီးမဲ့လောက်ရေပဲတီးတီးဖြစ်နေတာပြခဏထားမင်းတို့အသက်မသိပြီးရောဒီဘက်မှာ ။ဟိုဘက်ကရန်သူအရင်ရှင်းဒီဘက်ကရန်သူတဲ့ဟိုကပိုကြောက်ဖို့ကောင်းတယ်။ဟိုဟာရှင်းပြီးွားရင်လားရှင်းပြီးဒီမှာရှင်းကြပြီတော့အမှရှင်းမင်းတို့ကမင်းတို့ပကြိုက်တဲ့လောက်ရှင်းအမှအခုဟာကွာရန်သူကိုငုတ်တုတ်ထားတယ်။ဟမ်ဖြစ်ကျင်နိုင်ဖြစ်ဒီမှာထပ်တတ်ပြမယ်ဆိုတော့ဘာဖြစ်လာမလဲ။အောက်မှာရှိတဲ့တက်ကြွတဲ့ပြည်သူတွေကိုတက်ကြွတဲ့တက်ကြွအောင်လောက်ကမဲ့အစားတက်ကြွနေတဲ့ပြည်သူတွေကမင်းတို့တွေရန်ဖြစ်ပြပြီးစိတ်ပြပြီးငါတို့မလုပ်ချင်တော့ဘူးကွာဆိုတော့တော်လန်ရုပ်ဖြစ်စည်းတယ်ဒါဖြစ်စည်းဖြစ်တာပဲ ဲ့တော့ဒီဒီကိစ္စကတော်တော်ကြီးပေါ့နော်စင်ကြမ်းမဲ့ကိစ္စဖြစ်တဲ့ပြင်ဒီကျွန်တော်တို့ဒီတော်လိုင်းထဲမှာ virus တခုလို့စွဲနေတာတွေ့ရတယ်နော်ဥပမာဟိုပြီးခဲ့တဲ့ရက်ပိုင်းတွေကသတင်းကျွတ်မှာဘုံချဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်မိထုံးတဲ့လူတော်မှာအပြစ်ရှာပြီးမှဆေးဆုံနေတာတွေ့ရတယ်နော်ချမ်ပတ်စစ်ကောင်စီဒီဘုံကျဲတဲ့ကိစ္စတွေလူလူသားချင်းမစာမနာလုပ်တဲ့ကိစ္စတွေတော့သူတို့မပြောတော့ဘဲနဲ့ဘာလို့မီးထွန်းတာလဲမီးထွန်းလို့ဘာညာကုကောဘာလို့သူတို့အလိုမျိုးအော်အော်ဆဲနေကြအောင်နော်အဲ့တော့ ဟိုဘာပြောပြောနော်မှန်တယ်ပဲသူတို့ပြောတဲ့ဟာတွေအစေစနာကယူနာဒေါသနဲ့ပြောလို့ပဲဖြစ်ဖြစ်ပေါ့နော်ဘလို့ပဲနေနေပါဒါပေမဲ့ဒါပြောတင်လာမပြောတင်လာစဉ်းစားပေါ့နော်အဲ့တော့ဟိုသူတို့ကမားတယ်ပဲထားပါအောင်ဒီလိုကြီးပြောစရာလားလုံးတဲ့လူကမင်းအောင်လိုက်လေမင်းအောင်လိုက်ကိုကြတော့ဘာမှမပြောမင်းနဲ့ဒီမိထုံးတဲ့လူကိုအပြစ်ပြောပြီးမှဟိုတေးရအောင်ကောင်းသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ comment တွေအများကြီးတွေ့ရတယ်နော်အဲတချို့တွေဆိုရင်ဒါတော်လိုင်းဘက် channel မှာရှိပါတယ်ဆိုတဲ့သူတွေပါသေးတယ်ပေါ့နော်အဲ့တော့ဘာပြောပြောဟိုမားတယ်လို့ထင်နေဆိုရင်လေဒါတွေကပြောစရာမှမလိုဘူးနော်ဟုတ်တယ်မလား လုတ်တဲ့လူကဒီမင်းအောင်လိုင်လေမင်းအောင်လိုင်ကိုပြစ်တင်ရမှာဘောအရင်ဆုံးအဲ့တော့မင်းအောင်လိုင်တောင်ပြစ်တင်တဲ့စကားမတွေ့ပဲနေပါတော့ကိုယ်လူချင်းထိုးချတဲ့ကိစ္စမျိုးတွေကဘိုင်းဆက်တစ်ခုလိုဖြစ်နေပြီတော်လိုင်နေမှာအဲ့ဒါသတိထားဖို့လိုပါတယ်။ဟဲ့အဲ့တော့ဖြစ်စည်းစားပဲကျွန်တော်တို့ပြောတဲ့အခုဒီနေ့ဆိုရင်လေအောက်ကတိုင်တစ်ခုရဲ့ခေါင်းဆောင်ပြောက်လာတယ်ကျွန်တော်ရှိဘူးကျွန်တော်စကားတိုင်ပြောသုံးနိုင်လောက်ကြာပါတယ်စစ်ခွေးတဲ့အကြောင်းလည်းပြောတာမဟုတ်ဖွတ်တဲ့အကြောင်းလည်းပြောတာမဟုတ်ကျွန်တော်တို့ပြောတာကျွန်တော်တို့ပဲအချမ်းအကြောင်းပြောတာဒါပေမဲ့ကျွန်တော်လိုင်းပေါ်မှာပြောတာမြင်ဘူးလားဘယ်ထောက်ဖို့မကောင်းဘူးလို့အယူကြီးမကောင်းဘူးလို့ဘလူမကောင်းကျွန်တော်ပြောတာမြင်ဘူးじゃんပြောတတ်တယ် ူများကိုအပြစ်ပြောတာအင်မတန်လွယ်တဲ့အလုပ်လောကထဲမှာသူများကိုစောက်ပြစ်ပြောတာတော့လွယ်တဲ့အလုပ်ရှိဘူးအဲ့တော့သူများကိုအပြစ်ပြောပြီးတော့ကိုယ့်ကိုစရိုင်းချင်းနေအဲ့ကောင်ယူလို့သူများစောက်ပြစ်ပြောတာလောကမှာအလွယ်ဆုံးအဲ့ဒီအလုပ်ကိုလုပ်ပြီးကိုယ့်ကိုအဲ့ကောင်ငါငါဒီကောင်ဖော်လိုက်လို့အဲကိုပဲကိုဒီအဲ့အဲ့ကောင်အဲ့ကောင်ဖိချောင်းနေတယ်နော်ပြောတတ်တယ်ကျွန်တော်လည်းပြောတတ်တယ်အခု NGO လာကျွန်တော်တစ်နေ့လုံးထိုင်ပြောမယ်ဒါဗီဒီယိုတော့ကောက်နေတာမကုန်သေးအောင်အပြစ်တွေကျွန်တော်ပြောပြတယ်ဒါပေမဲ့ကျွန်တော်တို့ကခွေးဝမ်းတောင်လေလေပြောက်လို့လားအဲ့ဒီခွေးလေးအခုကျွန်တော်ပြောလိုက်ဒီအခုကျွန်တော် NGO ဖောင်းပြလိုက်ဖောင်းမထုတ်နဲ့ဘူး အင်ဂျီလွဲမှနေတဲ့အရာတစ်ခုလောက်ပဲအပြူတဘောဆောင်ပြီးကျွန်တော်ပြောအပြူတဘောဆောင်တော့တိုက်ခိုက်မှုတော့မဟုတ်သေးဘူးเนาะအပြူတဘောဆောင်ပြီးတော့ကျွန်တော်ဗီဒီယိုဖိုင်တစ်ခုလောက်ကျွန်တော်တင်လိုက်ပြီအာဘာဖြစ်ခွေးဝဲတာပြီအဲအချိန်နေတယ်အာတမတို့ကနစီတော်ဘလို့ပြော ပြီလာမှာဟုတ်တယ်မလားဒါကြောင့်မလို့ပြောကြည့်ရင်ကို့အချင်းချင်းမိတင်တွေမှာအတွင်းပိုင်းမှာเนาะအေးတစ်ခုရှိတယ်ဒီကောင်ကတော်လန်ရေးကိုဖြည့်ဆည်းနေပြီဆိုရင်တော့ဒါဆိုရင်တော့ဆော်ရတော့ဒါအချင်းချင်းလေးပဲကျွန်တော်ဖြည့်ဆည်းကျွန်တော်ဆော်ပြီလွဲမှနေတဲ့အရာခုမျိုးညင်းခုန်ပြီးတော့ဒီကာလမှာဖြည့်ရှင်းရမယ့်ကာလမဟုတ်ဘူးဟိုမှာရန်သူကတလန်းချင်းသွားနေတာတက်ဖို့ရှိတာကိုရေးရဲဆက်တက်ပြန်အခုဆိုရင်ဘာဖြစ်လဲ နော်ပြည်သူတွေကိုလိုက်စီးရုံပြတယ်ဝါဒပြတဲ့နော်ဗီဒီယိုဖိုင်တွေတင်တယ်ပြီးလို့ရှိရင်အခုတတိယရဲ့သူတို့အောက်ချုပ်မှုအောက်မှာရှိတဲ့ပြည်သူတွေကအေဂျင့်ဆိုတာကြော်ပားနေကြတယ်လွတ်လပ်နေကြတယ်အဲဒီတော်လှန်တဲ့နေပြည်တော်မှာရှိတဲ့ပြည်သူတွေကတော့စစ်တမ်းကိုခန်းနေရတယ်ဆိုတော့လွယ်မားတဲ့အသိပညာမဲ့တဲ့အသိကိုပြည်သူတွေရိုက်သွင်းနေတယ်ဘုံတွေကျဲကျတက်ပြတ်ဖြတ်ပြတယ်ဒီဘက်မှာကိုယ်ရည်လုပ်ပြီးကတာခုံကခိုင်းနေအဲ့ဒါဘာလို့လဲဝါဒပြတ်နေတာ mindset တွေရိုက်သွင်းနေတာဟုတ်တယ်ဘလောက်တောက်ပေါ်ကောင်းနေစဉ်းစားကြည့်ဒါကိုပညာမဲ့တဲ့လူတွေကထင်ဝိုင်းပွားပြီးတလုံးတိုင်းကြီးဒီကောင်တွေလက်ထဲထဲရောက်သွားကြည့် ညီမညီမလူလို့ဘုံမစင်းစားနဲ့တော့နော်အဲ့ဒါတကယ်မှန်တရားကိုပြည်သူတွေသိအောင်စီးရောမယ်ဒီတော်လိုင်းမှာနောက်တစ်ခုရှိတာကအဖွဲ့တုံးဖို့ကွဲနေတော်လန်ဘက်အချမ်းကလူကျွန်တော်တို့ဂရုစိုက်ကြမှာဘာဖြစ်လို့ဒီလူတွေအားလုံးဒီအချိန်ကြီးတော်လန်ဘက်ချမ်းမှာရက်တည်နေတဲ့လူတွေတော်လန်ရင်းပေါ်မှာခိုင်မာတဲ့ယုံကြည်ချက်နဲ့ရှိလို့ခိုင်မာတဲ့အတိတ်တရားရှိလို့ပြီးလို့ရှိရင်ဟိုဘက်ရန်သူဘက်ချမ်းရန်သူဘက်ချမ်းကောင်တွေဒီအချိန်ကြီးဒီရန်သူဘက်မှာနေတဲ့ကောင်တွေကလူလိုပြောလို့အတိတ်တရားမရှိတော့လို့လူလိုတတ်မှတ်လို့မရတော့လို့အဲ့ဒီကောင်တွေကျွန်တော်စိတ်ရင်းနဲ့ထည့်ကြမှာလို့နော်ဒီကောင်တွေကိုဒီဘက်လာဖို့လည်းနားချကြအကြောင်းရှိဘူးအဲ့ကောင်တွေကတော့တလန်းမရှိဘူး အေးအဲ့ဒီနှစ်ခုရဲ့ကြားထဲမှာအလဲမှာဟိုရောင်ရောင်တင်းရောင်ဘုနေ့ကပြောသူမင်းတို့တွေကစစ်တပ်ကိုသွားလို့တော့ခံရမှာပေါ့မင်းတို့စစ်တပ်ကိုသွားလို့လေအဲ့ဆိုမင်းတို့ဒေတာမေးအေးချမ်းတာပေါ့မင်းတို့ဒေတာကိုစစ်ဖြစ်ချင်လို့လားအဲအဲ့ဒီစကားမျိုးတွေတာယာတက်တဲ့အတန်းစားမျိုးတွေအဲ့အလဲရတန်းစားဘူပတိဘာမတိကိုအောင်လုံးတွေကိုမစင်းစားဘူးမအမှန်အောင်မကြည့်ဘူးနော်တချို့လည်းတကယ်ပြောရင်ပြောချင်စရာနော်တောင်းလိုက်ရင်ငါးနှစ်လောက်ရှိပြီဘူမတိဘာမတိပွဲတကယ်ရှိသေးတယ်ဘာရောက်တတ်တယ်ဒါပေမဲ့အဲ့ဒီလူတွေကဒီပွဲအဆုံးဖြတ်အဲ့ဒီလူတွေဒီအမှန်ကိုတိလာဖို့မဟုတ်တဲ့တော့ပြောမှမဟုတ်တော့ဒီကြားမှာရောင်နေတဲ့လူတွေကိုအမှန်တရားကိုတိလာဖို့အတွက် အမှန်တရားပြတဲ့စိတ်ဓာတ်တွေခိုင်မာလာဖို့အတွက်အကြောက်တရားနဲ့ခြောက်ချားလိုက်တတ္တိတွေမွေးနိုင်ဖို့အတွက်ကျွန်တော်တို့ပြည့်ချမ်းကလူတွေကကြိုးစားရမယ်ရဲဘော်ဆိုလည်းရဲဘော်လည်းနေနေမှာတွားလေပြည်သူတွေလေးလေးစားစားဆက်ဆံမယ်ချစ်ချစ်ခင်ခင်ပြအောင်လုပ်မယ်ဒေတာကပြည်သူကအချိန်ပြည့်ဖို့လိုအပ်တဲ့ပုံစံဖြစ်အောင်နေရမယ်အောက်ကရဲဘော်တွေနေနေရတယ်အပေါ်ကလူကြီးမင်းတွေနေနေရကိုလေးကပြောသလိုပြည်သူယုံကြည်မှုရှိအောင်တိစောက်ရမယ်ထောက်ဖို့နေဆိုတာကိုလေးကပြောသလိုကိုငါတို့ပြည်သူတွေလုပ်တဲ့လုပ်ကဘလို့အကျိုးရှိတယ်ဆိုတော့ပြည်သူချမ်းရမယ်ဒါမှတာလျင်အဲ့ဒီလူတန်းစားကကိုယ့်ဘက်ပါလာပြီးတော့ဒီတိုင်းမှာကျွန်တော်တို့နိုင်နေမှာ အခုကအဲ့လိုမဟုတ်ဘူးတချို့တလေကောင်တွေကိုအောက်ကစားတယ်တချို့တလေကောင်တွေနှက်ခါထုတ်လာတော့ကြောက်ကြောက်ကြောက်နေဟမ်လူလူမထီလောက်လာနောက်ဒီသူကယွန်းလာစစ်တောင်းမထိုးတဲ့ချိန်ရွာလဲရှောက်သွားတယ်နှက်ခါထုတ်ပြီးယူလူကောင်နေစစ်တောင်းထိုးထွက်ပြီးရောဟမ်ဟိုမှာစစ်ခွေးရဲ့ယွာမီးရှို့ရောအဲ့တော့ဘာဖြစ်လဲမီးရှို့တဲ့တကယ်အပြစ်လောက်တဲ့ကောင်ကိုယွာသားတွေအပြစ်မမြင်တော့မီးတော့ရှိလို့ငါတို့ယွာမီးရှို့ခံရဆိုလဲပညာမဲ့အသွေးသွေးပုံကြောက်ဒါမျိုးတွေကစားကျွန်တော်တို့ကအများကြီးပဲလွမ်းသားနေကြတယ်အဲ့တော့အချင်းချင်းဒီကလာမှာမတိုက်ခတ်ကြပါနဲ့ဝိုင်းလောက်ကြပါနော်နေရာမလုနဲ့ယာလူမလုနဲ့ချမ်းသာခွင့်ရင်းတွေမလုနဲ့ရန်သူကိုအရင်ရှင်းကြ ရန်သူရှင်းပြီးဝါဘယ်သူကဘလို့လမ်းကြောင်းဖြောက်ခဲ့တယ်ဘယ်သူကမဖြောက်ခဲ့ဘူးမဖြောက်တဲ့ကောင်ကဟက်ဒီဟက်ဒီဟက်ဒီအပြစ်တွေလုပ်ခဲ့တယ်အကုန်ခံရမှာမမှုနဲ့နော်အခုကဲဒီတနည်းအစားကိုပြန်ပြောမယ်ဆိုရင်မိငန်ဒေါ်လာ9တန်းကျော်အစင်းစားကြည့်ပြီဗျာဒီလင်မယားနှစ်ယောက်နော်အဲ့ဘဝဲဝပတ်ဖို့တဲ့တင်းဘရူးရှီယောဒါပေမဲ့ဥဆောင်တဲ့နော်သူဒီဒီလင်မယားနှစ်ယောက်ပဲအတူတူနှစ်ယောက်လေးဥဆောင်တာအဲ့လောက်အကျိုးပြုနိုင်နေဆိုရင်သူတို့တို့မျိုးနောက်ထပ်တော်လန်ရေးဘက်မှာပါဝင်နေတဲ့ celebrity တွေကိုကျွန်တော်တို့ကဝန်ရံပေးလိုက်မယ်နော်ပတ်ဖို့ပေးလိုက်မယ်သူတို့လှုပ်ရှားခွင့်ရအောင်လှုပ်ပေးလိုက်မယ်သူတို့လှုပ်ချင်တဲ့ဖြစ်အောင်လှုပ်ပေးလိုက်မယ်ဆိုရင် နောက်ထပ်တို့လိုမျိုးလူ၁၀ယောက်ထပ်တိုးလာမယ်ဆိုဘယ်လောက်ထပ်ရှာနိုင်မလဲကဲဒီမှာလည်းပြောစရာတခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တော်လန်ပတ်ချက်မှာရှိတယ်အမှုပညာရှင်တော်တော်များများလှုပ်ပေးခြင်းနဲ့စိတ်ပြေဝရှိပါတယ်နော်အဲ့တော့တရားစစ်စားကြည့်လိုက်အာဇာနီဒီထားတော့ချမ်းချမ်းဒီဖြူဖြူကျော်သိမ်းပေါ့နော်တို့ပွဲတွေမှာမှန်သမျှမှာပြဿနာတွေအဲ့လိုမျိုးပေါ့နောက်ပိုင်းမှာပြန်ပြောတဲ့ဟာတွေအပြစ်တင်တဲ့ဟာတွေတွေ့ခဲ့ရတဲ့အတွက်တော်တော်များများစိတ်ပြတ်ပြီးတော့ဆက်ပြီးတော့ခြေလှမ်းနေနှီးသွားတဲ့ဟာတွေအများကြီးတွေ့ရပါတော့ ဲ့တော့တော်လန်ဘတ်ချန်မှာရှိတဲ့သူတွေဒီလူပညာရှင်တွေဆိုလှုပ်ပေးခြင်းတောင်မှ ကိုယ့်ရဲ့တိတ်ခါကြာနိုင်တယ်ဟာဒီလိုနော်ဒီလိုမျိုးကိုယ်ဆွဆွဲမဲ့ကိစ္စမျိုးတွေဖြစ်လာနိုင်တဲ့အတွက်ပေါ့နော်မလှုပ်ပေးနေချက်တော့တဲ့အနေထားတွေတွေ့ရမှာနော်ဒါတွေကတကယ်တော့ကိုယ့်ဘတ်ချန်ကလူတွေရဲ့ဆုံးရှုံးမှုဖြစ်ပါတယ်အဲ့တော့တချို့တွေကထားပါတော့ ဒီ pencil လေးကိုဆဲလိုက်တာ pencil လိုပဲပြီးသွားတာမဟုတ်ဘူးเนาะသူ့ကိုဆဲခံရတဲ့အတွက်ဂျန်တဲ့လူတွေကလည်းရှိန်သွားတာမျိုးတွေရှိတယ်ဗောနော်။ဘာလို့ဆိုတော့ဆဲတဲ့လူတွေကစကားစားပကမဟုတ်ကိုယ့်ဘက်ကလူတွေဆိုတော့သူတို့လည်းခံနိုင်မှာမဟုတ်ဘူးလေเนาะ။အဲ့တော့ဒီအခုချိန်မှာဆိုမြင်တဲ့အတိုင်းပဲတော်လာပတ်ချက်မရှိတဲ့အမှုပညာရှင်တွေတော်တော်များများကခြေလမ်းတော်တော်ကြီးကိုနှီးသွားတွေ့ရပါเนาะ။ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးကိုယ့်လူတွေချင်းချင်းဝေဖန်တဲ့အတိုင်းသူတို့မကြားချင်တဲ့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့အခုအဲ့လိုတိုးအောင်လုပ်ဖို့မပြောနဲ့။ရှိပြီးသားလူတွေကိုပြုတ်ကြအောင်ဝိုင်းစော်နေကြတာ။ဟိုဘက်ရက်ကွက်ကမဟုတ်တော့အချင်းချင်း အဲ့ဒါပြဿနာသူတို့ဓာကြီးကမဖြစ်သင့်ဘူးပြလုံးဝတော့ကျွန်တော်အနေနဲ့ကတော့တူမှန်တယ်ငါမားတယ်လင်းလင်းလို့ချစ်တူဝေလို့မှန်တယ်ပန်ဆယ်လို့လို့မှန်တယ်ကျွန်တော်ပြောနေတာမဟုတ်ဘူးဒီကာလလေးကိုခဏလေးစောက်ပြီးပြီးလို့ရန်သူကိုအရင်လောက်ရဖို့ပြောတာနော်ကဲဒါတော့ကုစည်သုံးသက်ချက်ပြီးလို့ဖိုင်းဖြစ်ပါရနော်အဲ့တော့ဘာပဲပြောပန်ဆယ်လို့လည်း3ပြပြီးသားပါနော်သူထက်သွားကြတယ်ကျွန်မထက်သွားပြီဆိုတော့သူကတော့ပြီးသွားပြီပါနော် ကဲနောက်ထပ်တိုက်ခိုက်ခံမှာဘယ်သူလဲဆိုတာကို तू ကလည်းဟင့်ပေးသွားတယ်ပေါ့နော်လင်းလင်းနဲ့ချစ်သူတွေဖြစ်မယ်လို့ तू ကပြောထားခဲ့တယ်ပေါ့နော်ဘာလို့ဆိုတော့ရောင်ဒီပွဲတွေလုံနေတာဟုတ်အဲ့တော့တကယ်ပဲမှန်တယ်ခုဆိုရင်တော်တော်ကြီးတိုက်ခိုက်နေတာဖြစ်ပါတယ်နော်တိုက်ခိုက်တာသူတို့ကချက်ချင်းဒီတိုင်းတိုက်ဒဲမတိုက်ခိုက်ဘူးနော်လင်းလင်းကိုဘယ်ကနေစတိုက်ခိုက်လဲဆိုတော့လင်းလင်းက၄ဖြူကျေးဇူးကြောင့်ဘာဖြစ်လဲညာဖြစ်ဆိုတော့၄ဖြူတွေနဲ့နှိုင်းရှင်နှိုင်းရှင်ပါတော့ဒီအဖွဲအစည်းတွေအဲ့လိုမျိုးပေါ့နော်လာပြီးမှနေရာစုံမှာလင်းလင်းကိုထိုးချနေတာတွေ့ရပါတော့နော်အဲ့တော့ ပြန်ကြည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ online pet channel လူတွေတချို့တွေကလည်းဒီနိုင်ငံဝန်ဆောင်မပြေတာရယ်ဒါမျိုးပေါ့နော်ဟို chamber စစ်ကောင်စီကနည်းနည်းသွေးထုတ်လိုက်ပြီဆိုရင်ဘာမှမသိဟိုရောင်ဒီရောင်နဲ့ပါသွားတဲ့သူတွေတော်တော်များတဲ့အတွက်ဒီအခြေအနေကတော်တော်လေးဆိုးရင်ဆက်ဖြစ်ပါတော့အဲ့တော့အခုချိန်မှာ online ရလဲ9နှစ်လောက်ကြာလာပြီဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ online pet channel မှာတစ်ခုပြီးတစ်ခုတယောက်ပြီးတယောက်ပြုတ်ကျနေတာပေါ့နော်ပြုတ်ကျတယ်ဆိုတော့ဒီအဲဒီထောက်ဖို့ခန္ဓာတွေမှာဖြစ်ဖြစ်ပေါ့နော်နှီးသွားတဲ့ခါတွေဖြစ်ဖြစ်လာတာဖြစ်တဲ့အတွက်ပေါ့နော်ဒါမျိုးတွေကိုသတိထားပြီးမှပြုံးစစ်ဆန်မှုလုပ်ပါတယ် အဲ့အတွက်ပါပြပြောအားလုံးပဲအချက်မဲ့စစ်ကောင်စီရဲ့စိုက်ဝါးတွေကိုမယုံကြည်ဘဲနေပါတော့ကျွန်တော်တော်လန်ဘက်ချင်းချင်းလက်တွဲပြီးမှာပါတော့အတူတူဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးချစ်ပေးကြပြီးမှပြည်သူရောက်စတဲ့ထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျွန်မချင်းပြေဆုံးပြီးတော့အချမ်းဖတ်မင်းအောင်လိုင်းစစ်ပေးငလင်းပြီးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ